နှစ်ကအဓိကပေါ့ကျွန်တော်တော့အသားလေးပါတာပေါ့အင်းကျွန်တော်တို့ခြားကနေပြင်ပြီးရှမ်းနန္ဒာလေးတွေဒီဘာလဲသူရဲ့မြို့ဒီဇိုင်းလေးတွေဘာလဲအကုန်လုံးခြားပြီးတော့မှထည့်လိုက်တာကြတော့ခြားကနေထည့်နေတဲ့ညာလေးကအင်းကတော်တော်မွေးသွားပါတယ်ဟောဒါလေးကိုရောပြီးလုပ်ထားရတယ်တဲ့အမတို့ကချင်ပြင်းနေမှာဆိုရင်အမတို့ကအေးတဲ့ data ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ အစုံပေါ့အဲ့ဒါတွေကိုအများရန် hot pot ချက်စားတယ်လို့ပဲအမတို့ဒီ hot pot အိုးတွေချက်စားတယ်လို့ပဲဒီမြစ်ချင်ကိုလည်းဒီလိုပဲချက်စားကြတယ်အဲ့ထက်မှဆိုရင်သူကနံရိုးမြစ်ချင်လေးတွေနံရိုးလေးတွေပေါ့နော်နံရိုးတွေဝက်ချောက်တွေဓာတ်တွေ hot pot ထဲမှာပါတဲ့ပစ္စည်းအစုံကတော့ဒီထဲမှာပါတယ်ဆင်ဟုတ်အဲ့လိုချက်ထားတာပေါ့ဒီမြစ်ချင်လေးနဲ့လေအဲတချို့ကချင်ပြည်နယ်ကိုရောက်လို့စားဖို့တဲ့လူတွေရှိတယ်မလေးမှာလည်းဒီမှာသဆိုင်လမ်းတွေဒီမှာစားဖို့တဲ့ဒီလိုလေးချက်ထားတဲ့ဆိုင်ပေါ့လေ အဲကျွန်မတွေ့တွေ့ဘူးတာပေါ့လေအဲ့လိုမျိုးလေးသက်ဆိုင်ရတွေ့ဘူးတယ်ပြီးကျွန်တော်တို့ကချင်ပြည်နယ်ရောက်ဘူးတဲ့လူတွေအကုန်လုံးကဒီမြစ်ကျင်နဲ့ဒီလူချက်တာတွေကတော့တော်တော်များများစားဘူးကြပါတယ်ဆင်ဟုတ်ဒါလေးကတော့လေကျွန်တော်တို့ကလည်းစမြင့်ချက်တဲ့လူမျိုးဝက်တဏီချက်ချက်သားချက်အလုံးတော်လေကျွန်မတပေါင်းယူပါတယ်တပေါင်းယူရဲဆိုတာလေအဲ့တပွဲလေးစားမဟုတ်ဘူးကျွန်မဒီအရန်လေးမျိုးနဲ့ ဒီဟာလေးနဲ့သမီးအဝါသားကိုတောင်းယူပါမြစ်ကအဓိကပေါ့ကျွန်တော်တော့အသားပြီးပါတာပေါ့ဒီကျွန်တော်တို့ခြားကနေဆိုပြီးရှမ်းနန္ဒာလေးကြီးဒီဘာလဲသူရဲ့ရင်းစည်းစိမ်းလေးတွေဘာလဲအကုန်လုံးခြားပြီးတော့မှဆက်လိုက်ကြတာကြတော့ခြားကနေဖြတ်ပြီးဒီဟာလေးကအင်းကတော်တော်မွေးသွားပါတယ် ဟုတ်ကဲ့ပါရှင်ကျွန်မသမင်းဆိုင်လေးကတော့မွေးမိသားစုမြန်မာသမင်းဆိုင်လေးပါမွေးမိသားစုဆိုတော့ဒါမိသားစုတွေလောက်ကြတဲ့ဆိုင်လေးပေါ့နော်အဲအမဆိုင်မှာရတဲ့ရင်းလေးတွေကိုပြောရမှဆိုရင်တော့ဒါကတော့ဘုတ်တဘူးလို့လေးစနေတို့တနင်္ဂနွေတို့မှာတော့ဒီငါးကောင်းမြစ်စင်လေးကိုအဲ၃ရက်မှာတစ်ပတ်မှာ၃ရက်ရပါရှင်အစားတော့အမစနေနဲ့ဘုတ်တဘူးနေ့ရက်ပဲရတာပါတချို့ကတော့လည်းဒီငါးကောင်းမြစ်ချင်ဝက်နဲ့မစားတဲ့လူတွေအတွက်ပေါ့နော် ကျက်လေးနဲ့ဆိုရင်မရဘူးလားလို့ပြောလို့အမတလင်းငွေနေ့မှာစီစဉ်ပေးထားပါတယ်ရှင်။ဒါတော့ဒီနေ့ရတဲ့ဗုဒ္ဓဘုန်းကြီးအတွက်ငါကောင်းမြင့်ရှင်လေးပေါ့။အဲဒီဟင်းလေးတွေကတော့ဒါအမရှိမှကချင်ကျက်လည်းမစားချင်ဘူး၊ရှမ်းစာလည်းမစားချင်ဘူးဆိုတဲ့လူတွေအတွက်ဒါဗမာစာလေးတွေပါ။ဒါလေးတွေကချက်မြင့်ချက်သေးလို့ဒါလေးကငားမွေလေးတွေပါရှင်ဟုတ်။ဘာလို့ဒါဒီကိုရောပြီးလုပ်ထားရလဲတဲ့။အမတို့ကချင်ပြည်နယ်မှာဆိုရင်အမတို့ကအေးတဲ့ဒေတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ အစုံပေါ့အဲ့ဒါတွေကိုအမြဲတမ်း hot pot ချက်စားတယ်လို့ပဲအမတို့ဒီ hot pot အိုးတွေချက်စားတယ်လို့ပဲဒီမြစ်ချင်ကိုလည်းဒီလိုပဲချက်စားကြတယ်အဲ့ထက်မှဆိုရင်သူကနိုင်ရိုးမြစ်ချင်လေးတွေနိုင်ရိုးလေးတွေပေါ့နော်နိုင်ရိုးတွေဝက်ချောက်တွေဓာတ်တွေ hot pot ထဲမှာပါတဲ့ပစ္စည်းအစုံကတော့ဒီထဲမှာပါတယ်ဆင်ဟုတ်အဲ့လိုချက်ထားတာပေါ့ဒီမြစ်ချင်လေးနဲ့လေအဲတချို့ကချင်ပြည်နယ်ကိုရောက်လို့စားဖို့ပဲလူတွေရှိတယ်မလေးမှလည်းကျွန်မသဆိုင်လောက်ကျွန်မစားဖို့တယ်ဒီလိုလေးချက်ထားတဲ့စိုက်ပေါ့လေ အဲကျွန်တော်တွေ့တွေ့ဘူးတာပေါ့လေအဲ့လိုမျိုးလေးသက်ဆိုင်လည်းတွေ့ဘူးတယ်ပြီးကျွန်တော်တို့ကချင်ပြည်နယ်ရောက်ပြီးတဲ့လူတွေအကုန်လုံးကဒီမြစ်ကျင်နဲ့ဒီလူချက်တာတွေကတော့သူတော်တော်များများစားမှုကြပါလေဆင်ဟုတ်ဟိုတော့မဟုတ်ဘူးကနော်ဟော့ပေါ်တော့မဟုတ်ဘူးဒါပေမဲ့လို့ဟော့ပေါ်တယ်မှာပါတယ်ဆိုရင်အသားဆိုတာနန်ယိုးတို့ဝက်ချရာတို့ပေါ့နော်ဒီစအုပ်ကျော်လေးဆိုရင်ဒါဟော့ပေါ်တယ်မှာပါတာဟုတ်ဟုတ်အဲ့လိုလေးတွေအကုန်လုံးထည့်ထားပါလေဆင်ဟုတ်ဒါကတော့ကျွန်မရှိမှဆိုရင်ဒါပွဲသေးလို့ပြောရမှာပေါ့ဒီဟာလေးကတော့ ီးရင်သူ့တဲ့ဒီပကံနဲ့လဲတလောက်ပေါ့အဲ့လောက်ဆိုသူကပွဲကြီးလာမယ်ဒါကို parcel လဲမှာလို့ရတယ်ဒီစိုင်သားတွေလဲဒီဘုဒ္ဓမှုနဲ့ဆိုတော့စိုင်သားတွေလဲကြိုပြီးမှမာထားရင်ဘို့အဆင်ပြေရလို့ဘာဖြစ်လို့လဲဆိုတော့မနေ့ကိုကြိုက်ဒီမကိုအဲ့ဒီ parcel မာတဲ့လူတွေရောစားမဲ့လူတွေရောတော်တော်များအဲ့ဒါကြောင့်မို့နောက်နောက်ဆုံးလာစားတဲ့လူတွေဆိုတချို့ဘာမပါတာတို့ညာမပါတို့ဖြစ်သွားမှာဆိုတဲ့အဲ့ဒါကြောင့်မို့အကိုတို့က7နှစ်နာရီ8နှစ်နာရီပေါ့နော်7နှစ်နာရီအဲ့လောက်မှလာစားမဲ့ခြံသားပေးဆိုရင်လဲကျမတို့က ဒီဘာကောင်းမချင်ဆိုခြံကိုခြံပေးရပါတယ်ဆရာဟုတ်ဟုတ်ဘလို့ရလဲဆိုကျွန်တော်တို့ကထောက်လျှောက်ကြည့်အိုးထဲမှာခတ်ထားရင်တော့ तू ကဟွာလေဟိုပျော့သွားမှာပေါ့ဒါလေးကညစ်ချင်ထဲမှာချက်ချက်ပြီးပြီးအားလုံးပြီးပြီးဆိုတဲ့အချိန်တိုင်းကျွန်တော်တို့ကငါးလေးတွေကိုဆယ်ဟားတယ်ငါးကောင်းလေးတွေဆယ်ဟားတယ်ပေါ့နော်အဲ့ဒါပြီးတော့မှအခုတို့မာပြီးဆိုတဲ့အချိန်ကျမှကျွန်တော်တို့ကဒါလေးတွေကိုအမျိုးစီထည့်ပြီးတော့ဒါညစ်ချင်နဲ့ဒါလည်းပြင်ပေးလိုက်တာပေါ့ဟုတ်ဒီညစ်ချင်ကတော့ကျွန်တော်တို့နေရညစ်ချင်မှာဟိုကကျွန်တော်ဆိုင်တစ်ခုကကျတော့ဒီညစ်ချင်ကို စပီးရောင်းကလေးကနေရမြစ်ချင်ကိုပဲရောင်းပါတယ်ရှင်ဟုတ်ဟုတ်ကဲ့ပါကျွန်တော်ဝစ်တာမင်ဆိုင်ဆိုတော့သူ့ရဲ့ပြင်ရင်ဆိုင်ကြီးကတော့ကချင်ပြည်နယ်ဖားကန့်တော့ဆိုင်တောင်မှာကျွန်တော်တို့မွေးမိသားစုမြန်မာဖမင်းဆိုင်ဆိုတာကျွန်မမိဘရဲ့လက်ထက်ကရဖွင့်ခဲ့တဲ့ဆိုင်လေးပါသူကတော့အနှစ်ကိုအစိတ်ကြော်နေပါပြီဒီနေ့ဆိုရင်အမေမလေးတို့လက်ပြူးတဲ့အချိန်မှာဒီဆိုင်တောင်ကနေလို့ပေါ့နော်ဖကန်ဟို customer တွေလက်စားတဲ့လူတွေရှိပါတယ်အဲသူတို့ကတော့ပြောပြတယ်သူတို့စားခဲ့တာတဲ့အနှစ်20ကြော်နေပါပြီတဲ့ ီမှာဆိုရင်တမအခုအစ်အနှစ်30ပြည့်ကနီးမှာအမရန်ကုန်မှာစပွင့်ဖြစ်တာပေါ့နော်ဟုတ်ဟုတ်သူကဒီဟာအမများတယ်ဆိုမဲ့သူ့ရက်မှာကျတော့ဒါဒီအမများတယ်သူ့ရက်မဟုတ်တဲ့အချိန်မှာကျမဒီမြင့်ချင်းကိုလေနန်ယိုးနဲ့ချက်တယ်ပြီးရင်ငါကူနဲ့ချက်တယ်အဲ့ဒီလိုမျိုးချက်တဲ့ဟာလေးဆိုနှိမ့်စင်ရတယ်ဒီကချင်ချက်လေးတွေအဲ့လိုမျိုးမှစားကြပါလိမ့်ရှင်ဟုတ်ဟုတ်ကဲ့ပါမြင့်ချင်ရတော့လေကျွန်တော်တို့ကအချိန်ကြာကြာချက်လေးပိုကောင်းလေးပဲဆိုတော့ခါကျတော့ကျွန်တော်တို့ကမနေ့ဆိုရင် ျမငကူကလည်း9နိုင်လောက်ထားတဲ့ကျွန်တော်ထားဆို9နိုင်လောက်ဆိုကျမတည်ထားပြီဒီအိုးတည်ရင်လည်းမသူ့ရဲ့ထဲရမယ့်ပစ္စည်းတွေအကုန်လုံးကိုတန်းစီပြီးတော့ကျမစလုပ်တာပေါ့အဲ9နိုင်လောက်ဆိုတော့သူဒီအရတော့ချက်ပြီးဒီအားချက်ပြီးဆိုကျွန်တော်တို့10နိုင်ပေါ့ချက်ပြီးဆိုမဲ့သူပစ္စည်းလေးတွေပေါ့ငိုးဥတို့ပါတို့ထဲမဲ့ဟာလေးပြန်စီစဉ်တဲ့အတွက်ဒါလေး10နာရီလောက်ဆိုကျွန်မစပို့ပါပြီဆက်ဟုတ်ဟုတ်တယ်ဆက်ဟုတ်ဟုတ်ကဲ့ကျွန်မဆိုင်မှာလေတချို့ကျတော့ဗမာကျက်လဲလက်စားကြတယ် ဒီပမာချက်လေးကိုစားရင်းနဲ့ကချင်ချက်လေးကိုမြင်းတယ်သူတို့မြင်းနဲ့အဲ့လိုပေါ့ဟိုကြိုက်သွားတာပေါ့အခုကချင်ချက်အပြင်ရှမ်းစာလေးတွေပါကျွန်မထည့်ပေးပါတယ်ဆရာဟုတ်ဒီထက်မှတော့မြင်းနဲ့ကျွန်မပါတာဆိုရင်လေအဓိကတော့မြင်းကအဓိကပေါ့ကျွန်မကတော့အသားလေးပါတာပေါ့ပြီးရင်ကျွန်မတို့ခြားကနေဆိုရင်ဒီရှမ်းနန္နာလေးတွေဒီဘာလဲသူ့ရဲ့ရေယူဒီဇိန်းလေးတွေပါလေအကုန်လုံးခြားပြီးတော့မှထည့်လိုက်တာကြတော့ခြားကနေထည့်ပြီးရင်ဒီဟာလေးကမြင်းကတော်တော်မွေးသွားပါတယ်ဆရာဟုတ်ဟုတ်ဘူးရှင်ဒါကလေကျွန်မတို့ ဟိုတန်လန်းရိုးဟိုဟုတ်ပင်ပေါ့ကျမတို့ရဲ့ဇာတိကတော့ဟုတ်ပင်ဆိုတော့ကတော့ဟုတ်ပင်မိုးညင်းအဲ့ဒီမိုးကောင်းဘက်ကမြင့်ချင်နေဝဲကျမလက်မာရပါတယ်မြင့်ချင်တာပေါ့အဲ့ဒီဒီဒီမြင့်နုနုလေးရဖို့ဆိုရင်လေအဲ့လိုလေးမာရပါတယ်ရှင်ဟုတ်မဟုတ် तू ကဒီတပွဲမာရင်တော့ဒီတပွဲနဲ့ငရုတ်တီတောင်းလေးရလွှဲရင်ဘာမှမပါပါဘူးရှင်ဒီမြင့်ငါးကောင်းမြင့်ချင်ကိုမာမယ်ဆိုရင်ပေါ့လေပြီးတော့ဒီဒီလိုဟင်းလေးတွေမာမယ်ဆိုရင်ကြတော့ ါလေးကတပွဲရယ်နောက်ပြီးတော့ဆိုရင်သူတို့မပြီးအသုံးမျိုးပါမယ်အရန်လေးကတမျိုးပါမယ်ပါစတယ်ဆိုရင်လေဒီဟင်းရည်လေးပါမယ်အဲ့အားဒီဒီတပွဲဆိုရင်ကျမစီမှာဒီအဲ့လည်းငါမွားတော့ဆိုတော့ကျမတထောင်ခွဲယူပါတယ်အစုံအတွက်ပေါ့လေမပြီးသမီးအားလုံးအစုံအတွက်ဟုတ်ဒီပစုံလေးဆိုလည်းတထောင်ခွဲယူပါတယ်ပတ်စံအတွက်ကိုပြောရနော်ဒီကစားပွဲမှာကျတော့ကျမဓာရီဓာရီဆိုတော့1000ယူတယ်ဒါလေးကကျတော့လေကျွန်တော်တို့ကလည်းစမြင့်ချက်တဲ့လိုမျိုးဝက်တဏီချက် စက်သားချက်အားလုံးကိုတော့လေကျွန်မတတောင်းယူပါတယ်တတောင်းယူရဲဆိုတာလဲလေအဲ့တပွဲလေးစားမဟုတ်ဘူးကျွန်မဒီအရန်လေးမျိုးနဲ့ဒီဟာလေးနဲ့သမီးအဖအကောင်တတောင်းယူပါဟုတ်ကဲ့ပါရှင်ဆီကကျွန်မနဘူတွေကပေါ့လေစားဒီမှာဒီဆိုင်ုံခါလုတ်ကလေးရမဟုတ်ဘူးကျွန်မဆိုင်တောင်မှာကျွန်မဖတ်ကတ်မှာစားလုတ်ကလေးရဘဲစီပဲသုံးပါတယ်ရှင်ဟုတ်ဟုတ်ကဲ့တကယ်တော့တော့ကျွန်မဆိုင်လေးမှာလေဒါလေးကမစားကြည့်သေးလို့ပါနော်ဒီဆိုင်မှာလာစားတဲ့လူတွေအားလုံးကဒီနေ့ဒီတောင်းလေးကိုအရင်အမဲစိုက်ကြပါတယ် အများအားလည်းပါပါတယ်ဒီကျမတို့ကကချင်စားစားလေးတွေရောပါတဲ့ဆက်ကြမွတာလေးအများအားပါပါတယ်ရှင်ဟုတ်ဒီဆိုင်တချို့လက်စားတဲ့လူကတော့ချိုးရောတော့လည်းတက်ရှင်းတက်ရမှုဟိုပါပေါ့လေငဘိုရဲကကျမတို့ကိုယ်တိုင်ကကိုယ်ကကျမတို့ကလည်းဟိုတက်ရှင်းတက်ရတာကိုကြိုက်ပါတယ်ရှင်ဟုတ်ဟိုဒါကလည်းကျမတို့ကိုယ်တိုင်တက်ရလို့မဟုတ်ကျမတို့မိဘတွေကိုယ်တိုင်ကပေါ့လေဒီသမင်းဆိုင်ကိုစလုပ်တဲ့အချိန်မှာဟိုဒီအားဖြင့် ေးမယ်ကြောမယ်ဆိုရင်လည်းဟိုဟိုအတီးရွက်ဆေးမယ်ဆိုရင်3လေးတက်ဆေးရတာတို့ဒီအသားတွေဆေးမယ်ဆိုရင်လည်းအဲ့လိုမျိုးပေါ့အကုန်လုံးကသူတို့ညွန်ကြားပြရဲ့အတိုင်းလို့ရင်းလို့ရင်းနဲ့ကျမတို့လည်းအဲဒီလိုလုတ်တက်သွားတာပါကျမတို့မိဘတွေရဲ့ညွန်ကြားမှုကြောင့်မို့ဒီလိုလုတ်နိုင်သွားတာပေါ့နော်ကလေးတွေကတော့အခုချိန်မှာတော့ကျမရဲ့ဟိုတချို့သူတို့စိတ်ထဲမှာတော့ထင်မှာပေါ့ဒီជីကြီးကတော့ဒါ စည်းစားကြောင်းတယ်လို့လည်းဖြစ်ချင်းဖြစ်မှာပေါ့ဒါပေမဲ့ကျမဒီတီးရွက်ကိုတစ်ခါနှစ်ခါစေးတာနဲ့ကျမကျမစိတ်ထဲမှာဟိုလေမလုံတော့ဘူးကျမစိတ်ထဲမှာကလေးတွေလည်းကိုယ်တိုင်လည်းသိရတယ်သူတို့အာကိုကိုတိုင်းတောင်ရေထက်ပေးတယ်သူတို့သုံးလေးကန်စေးဖို့အတွက်လေအများအားသူတို့အခုတစ်ခါတော့ပြခိုင်းတော့ကလေးတွေတော့နားလဲရပေါ့သူတို့အကုန်လုံးဒီတိုင်းပဲကျမရဲ့လမ်းကြောင်းကိုပဲသူတို့လိုက်ပြီးပါလုပ်ပေးပါလိမ့်မယ်ဟုတ်ဟုတ်ကဲ့ပါရှင်ဟုတ် ်ဟုတ်ဟုတ်ကျမရဲ့ဒီမူရင်းဆိုင်ကတော့လေကျမတို့စိုင်းတောင်ဖက်ကတ်မှာမွေးမိတာသူမြန်မာဓမင်းဆိုင်ဆိုတော့ဟိုတော်တော်များများတိကြပါတယ်ဒီမှာကတော့ဒါအဖေအမေတွေလည်းမရှိတော့တဲ့နောက်ပိုင်းမှာတော့ဒီကျမဒီရန်ကုန်မြို့မှာကျမ UCB မှာဒီဖွင့်တာပေါ့နော်ဒီဓမင်းဆိုင်လေးဒါပေမဲ့လည်းအရင်တုန်းကအတိုင်းပဲမိသားစုဆိုတဲ့သမင်းဆိုင်လေးအတိုင်းပဲဟုတ်ကျမမိသားစုမောင်နှမတွေဝိုင်းပြီးမှလောက်ကြတဲ့ဒီသမင်းဆိုင်လေးပါဒီသမင်းဆိုင်လေးရတော့အခုနောက်တစ်နှစ်ပြည့်တဲ့အချိန်မှလည်းကျမထပ်ပြီးတော့လေ ိုးချက်ဖို့တော့ကျွန်မရှိပါတယ်။ဒါပေမဲ့ကျွန်မတကယ်ပြွင့်နိုင်တဲ့အချိန်တိုင်းကျွန်မကြီးညာပေးပါမယ်ရှင်။ဟုတ်ကဲ့ပါ။ကျွန်တော်တို့ဒီတောက်ဥက္ကလာ၄ရက်ကွက်ပါကျွန်မခမင်းဆိုင်လေးရဲ့လိပ်စာတော့လေ။တချို့ကဘယ်လိုလာရင်ကောင်းမလဲလို့ပြောတဲ့တဲ့ကြောင့်မလို့ဝိဇန်ကလန်းကနေလာလို့ရှိရင်ဟိုပါရမီနဲ့သစ္စာလမ်းမှာကြားမှာပေါ့စာကလန်းဆိုတာလည်းရှိပါတယ်အစာကလန်းထဲမှာမွေးမိသားစုမြန်မာတမင်းဆိုင်ဆိုတာလေးရှိပါတယ်ဆရာဟုတ်ဆက်တွေ့ရမယ့်ဖုန်းနံပါတ်လေးကတော့39 4311ကိုလည်းဆက်တွေ့နိုင်တယ် ဒါမဟုတ်ရင်မွေးမိသားစုညီမတနည်းတိုင် page ကနေလည်းမယူနိုင်ပါနဲ့ရှင်။အလုံးကိုကျေးဇူးအများကြီးတင်ပါတယ်လို့ဟုတ်ဟုတ်။အဲ့လိုပြောရမယ်ဆိုတော့ကျွန်တော်တို့ဟိုဆယ်အနှစ်ပြီးတဲ့နောက်ပိုင်းမှာပေါ့နော်။အမတော့ငယ်တည်းကကျမတို့ကဈေးတဲ့တာသမီးပါကျမအဖေအမေဆိုတာလည်းဒီဟိုဈေးပဲရောင်းခဲ့တဲ့ခါကျတော့ကျမတို့အခုချိန်မှာလည်းဈေးရောင်းတာကိုပဲကျမတို့အားတာပါတယ်။အာဒီသမင်းဆိုင်စားလို့ဖို့ကလည်း အခုလိုလှုပ်တတ်တာလဲကျမမိဘတွေရဲ့ကြိုးကျေစုကအများကြီးပါပါတယ်။ဘာဖြစ်လို့လဲဆိုတော့တို့လမ်းကြောင်းပေးရလို့ဒါကျမဒီလမ်းကိုရှောင်နိုင်တာပါ။ဒီလိုဖြစ်နေချဲ့ရပို့အရင်တုန်းကတော့ကျမတို့ကိုခိုင်းတဲ့အချိန်တော့ကျမတို့စိတ်ကမှအများခိုင်းတာပဲလို့ပဲထင်ခဲ့တာပါ။ဒါပေမဲ့ကျမတို့အဲ့ဒီတက်ကူစတဲ့ပြီပေါ့နော်အကလုံးလှုပ်ပြီးအလုံးပြီးပြီဆိုတဲ့အချိန်ကြောက်ပြီးပြီဆိုတဲ့အချိန်မှာတမ်းပြီးမှဟိုကိုရဲ့လုပ်ငန်းကိုပဲကိုဦးစီးဖို့ ေမေတရားဒါလမ်းပြခဲ့တာပါရှင်ဟုတ်ဟုတ်ရန်ကုန်ရောက်တော့လေကျမဘာလုပ်ဖို့လဲဆိုကျမငကိုတဲကလေသမင်းဆိုင်ရဲ့သားသမီးလို့ပြောရမလားမသိဘူးဟိုကျမယောက်ျားလေပင်မမဆိုတော့ပါလေမွေးကျမတို့သမင်းဆိုင်ဖက်ကမှာလုတ်ခဲ့ရတယ်တမိသားစုလုံးပင်မမှာတယ်ဒီဒါကြောင့်မို့သမင်းဆိုင်လုတ်တဲ့လူအားလုံးကအမကိုချင်းစာပါတယ်ဘာလို့ဆိုတော့ဒါဟိုလွယ်လွယ်လေးနဲ့ဒီရင်းတစ်ခွက်ဖြစ်လာရတာမဟုတ်တယ်လို့အားလုံးရဲ့ ကျွန်မတယောက်တည်းလုံနေလို့လည်းဒီအလုပ်ကမရပါဘူးအားလုံးရဲ့ဟိုပတ်မိုးမှုပေါ့နော်အိမ်မှာမိသားစုဆိုရှိတဲ့လူအားလုံးရဲ့ပတ်မိုးမှာတာဒီသမင်းဆိုင်လေးကဖြစ်လာနိုင်တာပါအာအရင်တော့ကတော့မလုံမလုံမလုံစိန်ချင်ဘူးပေါ့ဟိုပြန်မလို့ဆိုတော့တစ်ချိန်လုံးသွားငယ်တဲ့ကလုတ်ခဲ့ရတဲ့ဒီဈေးတယ်ပေါ့နော်အငယ်တဲ့ကအမေတွေကလည်းကျွန်တော်တို့ဈေးတယ်ရနေပဲသူတို့တက်လာတဲ့ခါကျတော့အခုချိန်မှလည်းအဲဈေးတယ်ပဲဆိုတော့ ဘယ်လိုပြောမလဲသမင်းဆိုင်ဆိုတာပင်မနဲ့ဆိုတဲ့အရာတော်အားလုံးကလည်းကျွန်တော်တို့သိနေရပဲလေပင်မနဲ့ဒါပေမဲ့ကျမကလည်းဘယ်လိုပြောရမလဲငယ်တည်းကလုပ်ခဲ့အလုပ်ကိုဒီအလုပ်ကိုပဲကျမလုပ်ရှင်တယ်အဲ့ခါကျတော့ကျမကိုမရောက်ခိုင်းဘူးဆိုရင်တော့ကျမ online ကနေလို့ကျမ page လေးထောင်ပြီးမှကျမရောင်းပါတယ်မွေးမိသားစုမြန်မာသမင်းဆိုင် page မှာအဲ့မှာချော်ညာလိုက်တဲ့အချိန်ကစရင်ဒီဖက်ကမှာရောင်းထားတဲ့အရှိန်လေးကရှိတဲ့ခါကျတော့ကျမကိုမစားကြတယ်တချို့ဟိုအရင်ဆုံးကဆိုရင်ဒီရံမျိုးမှာလေဟို ဘာမှမသိခင်တော့ဆိုင်လေးလည်းမဟုတ်ဘဲနဲ့ဒီ page ကနေမှဟိုမဆားကြတာပေါ့လေအဲ့ဒီကနေစပြီးမှကျွန်တော်ဒီချမင်းဆိုင်လေးဟိုဖွင့်ပြသွားတာပေါ့နော်ဖွင့်ကျင်နေရတော့ကြာပြီဒါပေမဲ့အဲ့လိုပုံပြကာလာနဲ့တမျိုးပြီးတမျိုးနဲ့ကျွန်မမဖွင့်ခဲ့ရတာပါဟုတ်မွေးစွာတော့ကျမချီချီမွေးပါကျမဖေကနေပြီးမှလေငယ်တုန်းကလေကျမနာမည်လေးနဲ့စပြီးမှဒီထမင်းဆိုင်ကိုလေစဖွင့်ခဲ့တာပါခက်ကမှလေ အဲကျွန်မကျွန်တော်သမီးအကြီးနာမည်နဲ့ပဲဖွင့်မယ်ဆိုတော့အဲ့ဒီကစဖွင့်ပြီးတော့ကျွန်မတို့ကလည်းအခုဒီနာမည်လေးနဲ့ပဲပြန်ပြီးမှလှူစားလို့ရသွားတာပေါ့နော်ကျွန်မအဖေမေရဲ့ကျေးဇူးကြီးအများကြီးနဲ့ပဲကျွန်မဒီဆိုင်ကိုဖွင့်နိုင်တာပါဆင်ဟုတ်ဟုတ်ကဲ့ပါအခုအဲ့လိုစဉ်းစားမယ်ဆိုရင်တော့ဒီကျွန်မတို့ဒါဒီလမ်းလေးကိုရှောက်ဖို့အဖေကအမေကစလုပ်ပေးရတယ်လို့ဖြစ်သွားတာပေါ့ကျွန်မကိုပေါ့လေအခုဒါဒီပြိဋ္ဌာန်းတဲ့ရောညီမတို့အခု ဟိုဘလိုပဲဖြစ်ပေါ့လေ page ကနေပဲတွေ့တွေ့အဲ့လိုဘလိုပဲတွေ့တွေ့ကျမကိုပေါ့လေရင်ကြည်ကြည်လာပြီးမှမေးပေးတာအမှဆိုတော့ဒီရန်ကုန်မြို့မှာကျမဆိုင်ရအစ်စ်ပေါ့လေအဲ့လိုလာမေးပေးတဲ့ညီမလေးတွေကိုလည်းအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ဟိုလမ်းမမြင်ရသေးတဲ့ပေါ့ကျမရဲ့သမင်းဆိုင်လေးမှာရှမ်းစာရော ကချင်စာရောညမစာရောအဲအဓိကတော့ဒီ၅ပေါင်းမြချင်လေးနဲ့ကျမဆိုင်ကိုစတိရတဲ့လူတွေပေါ့နော်အဲအဲ့ဒီလူတွေရောမတိသေးတဲ့လူတွေရောလာပြီးမြေးပေးကြပါအောင်လို့ဖိတ်ခေါ်ပါတယ်အဲ့ဟာလေသူတို့ကလေတကယ်တမ်းကျတော့ ဟိုကျမကိုခင်လို့ချင်းလို့လာစားရင်းနဲ့ပဲအဲ့လိုမျိုးပေါ့လေချင်းလို့ဆိုရတဲ့ကိုဟိုကိုရွေပေါ့အဲအဓိကတော့ကျမပထမဦးဆုံးသိရတာကိုရွေအောင်နဲ့သိရတာပါအဲကိုရွေရတာလဲကျမတို့ပြည်နယ်ကဆိုတော့ကျမတို့ဘာမှလည်းဟိုစိုက်ဖွင့်တာလည်းမဟုတ်ဘူး online မှာစရောင်းတာလေးကိုသူကကြော်ညာပေးတာပါကြော်ညာပေးရင်းနဲ့မှအဲ့လိုပဲမှကြော်တို့ဘာတို့အဲ့လိုသိသွားရင်းနဲ့ သူတို့ဆိုင်မှာလေဒီတိုင်းမဲမဟုတ်ဘာလို့ပေးရမှာမသိဘူးဆိုရယ်စိတ်နဲ့ပေါ့လေသူလာလုတ်ပေးကြတာဟိုလာပြီးမှသမင်းပေါ့လေဒီဟာလေးကိုကြော်ညာပြီးရယ်ဆိုသူတို့ဟင်းကြော်ညာဆိုတာသူတို့ရိုက်တာလည်းမဟုတ်ဘူးဘ누구ဟိုမှလည်းသူတို့လုတ်ပေးတာမဟုတ်ဒါပေမဲ့ကျမဆိုင်မှာလာစားပြရတယ်လုတ်ပေးတယ်အဲအဲ့လိုလေးလုတ်ပေးတယ်ပြီးရင်ကိုညီထုတ်ခံဆိုတာကျမတို့ရဲ့ဟိုဒီနေရပဲပြီးရင်ကျမတို့ဖက်ကတ်မှာသူတို့အကူတွေနဲ့ကျမတို့နဲ့ဆိုတာမျက်စောင်းတို့လေးပဲနေရပါ ။အမဆိုသူတို့နဲ့ကျွန်တော်နဲ့အလည်းအရန်တော့ရင်းမိတာတော့မဟုတ်ဘူး။အဖိုးတွေမကြီးတွေနဲ့ပဲရင်းမိတာ။ဒါပေမဲ့ဒီမှာဟိုဖကန်းကလာပွင့်နေဆိုတော့ကိုယ်ဆိုင်တောင်ကလာပွင့်နေအချင်းပြည်နေရဆိုတာနဲ့ကိုကအများကြီးကူညီပေးရတာပါ။ဟုတ်ဝင်းရံပေးတာပါ။မယ်လိုဒီကစားသေးတော့လေငါကောင်းမြင့်ချင်လေဟိုအရန်မဲသူကလေစားလိုက်တဲ့အချိန်မှလေသူအရန်ကောင်းတော့အမေးတဲ့ဒါမှကောကကျွန်မဘာမှလည်းပေးရတာလည်းမဟုတ်ဘူးအဲ့လိုမျိုးလေအမအေးတီရာတို့ဘာလို့ဆိုဘာမှလည်းမပေးရဘူးသူတို့ကိုယ်တိုင်ကောကလုံလုံလာလား ကြော်ညာပေးတာအဲ့လိုလေအဲ့ဆိုတော့ကျွန်တော်ကဘယ်လိုကျေးဇူးတင်ရမှာဟောမသိဘူးကျွန်တော်ဆိုင်မှာအဲ့လိုမျိုးနေအခကြေးငွေနဲ့လာပြီးမှကြော်ညာပေးတာတရားအောင်မှလည်းမရှိသေးပါဘူးဒီတိုင်းစေတနာနဲ့ညီမောင်စမ်းကြောင်းဆိုရင်အဲမချောရုံးနဲ့ပတ်သက်လို့လာရင်းနဲ့အခုဆိုရင်အရင်သဘောကျလို့ကျွန်မကိုဟိုလေတခုဆိုရင်ရိုက်မယ်ဆိုရင်ကျွန်မဆိုင်မှာရိုက်ဖို့အများတန်းဟုတ်ဟိုပါပေါ့အကြောင်းကြိုင်းမှလေဝင်းရံပေးတာပေါ့အဲ့ဒါကြောင့် အကုန်လုံးကိုလည်းကျေးဇူးတင်ပါတယ်ပြီးတော့ဒီဆိုင်အသက်ကလေးမှာယုံကြည်တဲ့လာစားပေးတဲ့သူတွေရော ပြီးတော့အဲ့လိုပဲအားလုံးเนาะအမှုပညာရှင်မှမဟုတ်ဘူးအားလုံးပေါ့လေဟိုအသက်ဆိုပေမဲ့လည်းဟိုလာပြီးမှဝန်ရံပေးကြတဲ့အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်မီဒီယာတွေလည်းတော်တော်များများဆုံနေပါပြီအကုန်လုံးကိုလည်းကျေးဇူးတင်တဲ့အကြောင်းတရားပဲပြောချင်ပါတယ်ရှင်